မက္ကလောင်ဘယ်လိုချက်တာလဲမက္ကလောင်ချက်လို့ရှိရင်ဒီယောဂါတက်တာလားအဲဒါမီးရရှိတော့အဲတချို့ကကြတော့ဟိုဟိုအဲကျွန်တော်တို့အများစုဒီဒီခင်မီနီပညာအဲခင်မီစီပညာဟိုလောက်ကြတဲ့လူကကြတော့ဒီမက္ကလောင်ချက်တာကိုဘယ်လိုမြင်လဲဆိုတော့ဒီဘယ်လိုမျိုးခံစားနေရဝေဒနာရဲ့အပေါ်မှာနောက်တစ်ပိန်းတစ်ခု ဲ့ထက်ကြီးရဲ့ pain တခုကိုလုံလိုက်တဲ့အချိန်မှာလက်ရှိခံစားနေရတဲ့ဝေဒနာတက်တာသွားတယ်လို့ခံစားရတယ်ပေါ့အဲအဲ့လိုမျိုးပဲမြင်နေခင်ဗျာလူရဲလို့ဖြစ်လာလို့ရှင်မွေးကလေးကနေဖြားရနာလာတွေကရှိတတ်ကြပါတယ်အဲ့ဒီလိုဖြားနာလာကြတဲ့အခါများတော့အဖြစ်တော့ဈေးပညာကိုတက်ကြွတဲ့ဈေးဆရာဝန်တွေစီ သွားရောက်ပြသကူတာကြပါတယ်။ဒါပေမဲ့လည်းတချို့ဝေးလံခံပါတဲ့နေရာဒေသတွေမှာတော့ဆေးရုံဆေးခန်းတွေတိတ်မရှိကြတဲ့အတွက်ဆရာဝန်တွေနဲ့ဆေးကုသမှုတွေမပြုတ်လုံနိုင်တဲ့အခါမင်းယိုဖလာအိမ်သွင်းဆေးကုသနည်းတွေရိုးရာဆေးကုသနည်းတွေကိုအသုံးပြုပြီးယောဂတွေကိုကူတာလို့ရှိကြပါတယ်။မီယိုဖလာအင်တွင်းစေကူတာနီးနဲ့ရိုးရာစေကူတာနီးတို့ကိုအသုံးပြုကြတဲ့အထက်မှာကချင်ပြည်နယ်လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ် ကချင်ပြည်နယ်မှာများသောအဖြစ်သွေးရတဲ့ဆေကူသားမှုတွေကိုပြောရမယ်ဆိုရင်မကလောင်ချစ်တန်းအနဲ့သွေးဖောက်တာတောတောင်တွေမှာသွေးရတဲ့တစ်ဖုတစ်ဥဆေးရွက်စားတဲ့ပါဝင်ပစ္စည်းတွေနဲ့ဆေကူသားတာတွေဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီဆေကူသားမှုတွေကတကယ်လူတွေကို အကျိုးပြုတဲ့ဆေကူသားမှုတွေဟုတ်နေရလား။ဒါမှမဟုတ်လူတွေရဲ့ကျန်းမာရေးကိုဘယ်လိုထိခိုက်စေနိုင်တယ်လဲဆိုတာကိုလူထုကတော့တေချာတသိနားလည်ခြင်းမရှိနေပါဘူး။ ဒီကရှင်းကြီးမှာဆိုလို့ရှိရင်ဒီမှာအများဆုံးကတို့ကမက်ကလောင်ပေါ့မက်ကလောင်ချစ်ကြတာများတယ်အဲမက်ကလောင်ချစ်ကြတာဆိုတော့မက်ကလောင်ကဘလို့ချစ်တာလဲမက်ကလောင်ချစ်လို့ရှိရင်ဒီယောဂါတက်တာလားအဲဒါမီးနေရာရှိတော့ပေါ့အဲတချို့ကကျတော့ဟိုဟိုအဲကျွန်တော်တို့အများစုဒီ ဒီခင်မီနီပညာအဲခင်မီစီပညာဟိုလောက်ကြတဲ့လူကကျော်ဒီမက်ကလောင်ချစ်တာကိုဘယ်လိုမြင်လဲဆိုတော့ဒီဘယ်လိုမျိုးခံစားနေရဝေဒနာရဲ့အပေါ်မှာ နောက်ထပ် pain တစ်ခုအဲ့ထက်ကြီးရဲ့ pain တစ်ခုကိုလုံလိုက်တဲ့အချိန်မှာလက်ရှိခံစားနေရတဲ့ဝေဒနာတက်တာသွားတယ်လို့ခံစားရတယ်ပေါ့အဲအဲ့လိုမျိုးပဲမြင်နေခင်ဗျာဒါကြီးကဆိုးဆိုးရတဲ့နီးပညာလားဟိုဘာလဲကုသနီလားဆိုတော့လေအဲ့လိုမျိုးလည်းမဟုတ်ပြန်ဘူး ်သူကဘာနဲ့သွားဆင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီစုပ်ခွက်နဲ့စုပ်ခွက်နဲ့စုပ်တဲ့လို့ပုံစံမျိုးအဲ့ဒါနဲ့နင်းနေသွားဆင်တယ်အဲ့အဲ့ဟာကိုဒီမှာမက်ကလောင်ချစ်တဲ့နေရာမှာချစ်တဲ့ဟာမတန့်လို့ရှိရင်လေမတန့်လို့ရှိရင်ခန္ဓာကိုယ်မှာမိခိုင်မှုဝင်နိုင်တယ်ပြီးကြလို့ရှိရင်ဟိုတခြား infection တွေအများကြီးဝင်နိုင်တယ်အရေပြာယောဂါတွေဖြစ်နိုင်တယ်ဒီဟာကိုဟိုဗာနဲ့ဥမာထားပါတော့ဒီ mac cloud ချစ်တဲ့ပစ္စည်းကဟို ဟိုအများဆုံးဖြစ်သွားတယ်ဆိုလို့ရှိရင်မလိုလားအဲ့တကုဆက်ယောဂါကြီးဖြစ်နိုင်နေဟိုဟိုဗာလဲအသေးအောင်တဝါ BC အဲ့လိုဟာမျိုးတွေဖြစ်နိုင်နေဟိုအဓိကကစနစ်တကျနဲ့တန်တန်ရှည်ရှည်မတုံးလို့ရှိရင်စိုးကျိုးကပုံများတယ်ကောင်းကျိုးထက်ပေါ့လေဟုတ်မကလောင်ချစ်တာခန္ဓာကိုယ်ကိုအလွန်နာကျင်စေတဲ့အရာဖြစ်တဲ့အတွက်နှလုံးရောဂါရှိတဲ့သူတွေဆိုရင် အမောဆိုးပြီးတေဆုံးသွားနိုင်တဲ့အဖြစ်ဖြစ်စေနိုင်တယ်လို့အရေးပြယောဂါနဲ့ တခြားကုသရောဂါတွေဖြစ်တဲ့ AIDS အသေးရောင်အတဝါဘီပိုးစီပိုးနဲ့မွေးခံပိုးဝင်ပြီးတလအတွင်းတည်ဆုံးနိုင်တဲ့အထိဖြစ်စေနိုင်ပါတယ်။ဒါအပြင်တောတောင်တွေမှာတွေ့တဲ့တိဥတိဖုတွေဆေးရွက်တွေကိုတေချာမကျွမ်းကျင်ပဲဖြစ်တယ်လို့ရောဆက်တောက်သုံးမိပါက ပထမဦးဆုံးအနေနဲ့အစာအိမ်မှာအနာပေါက်ပြီးကြာလာတဲ့အခါမှာတော့အစာအိမ်ကသင်းအသေးကို ရောက်သွားပြီးအသေးကအဲ့ဒီဆေးရည်တွေကို တေချာမစစ်ထုတ်နိုင်တဲ့အခါအစိတ်ရဲ့အဖြစ်ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်သွားပါကခန္ဓာကိုယ်ရဲ့မရှိမဖြစ်အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ကြောက်ကောက်ကိုပျက်စီးစေပြီးအရေးပြယောဂါနဲ့အသေးယောဂါတွေပါ ဖြစ်လာစေမှာဖြစ်ပါတယ်။မကလောင်ချက်တံအစိုက်သွေးဖောက်တံတေဝတ္တဖူနဲ့ဆေးရတွေဆေးဆက်ပြီးတောက်တုံးချင်းစားတဲ့ရိုးရဆေးကုသမှုတွေကိုဈေးပညာအရထောက်ခံထားခြင်းမရှိတယ်လို့တေချာသူ့ဒေသနာပြုလုပ်ထားတာတွေမရှိတဲ့အတွက်တတိထားရမယ့်အရာတွေဖြစ်ပါတယ်။ တွန်းကျင်နေဟိုရိုးရာစေကူတာကြီးကုတဲ့သူပဲဖြစ်ဖြစ်သိပ္ပံနေကြကုတဲ့သူပဲဖြစ်ဖြစ်ဒီဟိုတွန်းကျင်နေလက်မရထားတဲ့အတိမတ်ပြုစုစုရှိတဲ့ဒီမှာသွားတော့မှဟိုတိုင်းမင်းဆွေးနေတာအကောင်းဆုံးပါပဲ။ဘာဖြစ်လို့လဲဆိုတော့ခန္ဓာကိုယ်ရဲ့အပြင်ဘက်မှာကျွန်တော်တို့ခံစားနေရတဲ့ဟာတွေကနည်းနည်းတွင်းထဲမှာဘာတွေဖြစ်နေလဲဘယ်လိုဟိုဘာလဲဆံဝင်နေနိုင်ရမလဲဘယ်လိုကျန်းမာရေး ဆန်းချောက်သူတွေနဲ့ဤနိုင်ဖို့လိုအပ်တဲ့ကုသမှုတွေကိုတွားဖို့ဆိုရင်ဒါတွေကလိုအပ်ပါတယ်။ရိုးရကုသနည်းအမြင်ရတော့အဲဘယ်လိုပြောမလဲ။ဒါကလည်းဟိုကျွန်တော်ဆောနာပြောတဲ့ topic နဲ့ပဲပြန်မို့ဒီကကဟိုအချိန်ကံကျမကြီးအချိန်သိမ့်ရှိတာရယ်ပညာရေးနောက်ကျတာရယ်ဟိုကိုနေတဲ့ဒီကကမလုံးကျုံလေးတာအငင်းငယ်လေးတာအဲ့ဒါတွေတောင်းမလို့ပါပါ လွဲမားတဲ့ရိုးရာစေကူတာမှုတွေကိုအသုံးပြုခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေကကင်ဆာကိုဖြစ်စေတဲ့တပ်ပစ္စည်းတွေကိုအသုံးပြုမိပြီးယောဂကျွမ်းတဲ့အချိန်မှာတည်ရှိရတာတွေကြောက်ကအသည်အဆုတ်အာယုံကျောစားတဲ့အရာတွေကိုထိခိုက်ဖြစ်စေစေနိုင်တယ်လို့ကိုဝင်ဆောင်အမျိုးသမီးတွေကိုလည်းကိုဝင်ပြတ်ချသွားစေနိုင်တဲ့အဖြစ်ဖြစ်လာနိုင်တာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီလိုကျန်းမာရေးပြဿနာတွေမဖြစ်အောင်ကျန်းမာရေးအဖွဲ့ဌာနအုပ်ချုပ်ရေးအဖွဲ့အစည်းတွေကနေပြီးတော့ ဆေးရောင်းဝယ်မှုတွေကိုတေချာထိန်းချုပ်ပြီးအသိပညာပေးတာတွေကိုလှုပ်ဆောင်တင်တာပဲဖြစ်ပါတယ်။ဒီကအဲ့လိုမျိုးမဖြစ်အောင်လို့ဆိုလို့ရှိရင်လည်းဒီပြည်ပါရေးထဲမှာအဲအစိုးရကနေတေချာတင်ကြားပေးထားတဲ့အဲ့လိုမျိုးကျမ်းမာရေးဝန်ထမ်းနေရှိနေရမှာပေါ့။ကျမ်းမာရေးဝန်ထမ်းစီကိုရောက်အောင်ဟိုဟိုအစိုးရကနေလမ်းကြောင်းပေးရအောင်။ဒီကတော့ကိုပါကိုကိုစေးတောက်တာတော့ဘယ်လိုမှ ဖြစ်နိုင်တယ်ကုသနည်းဆိုလဲဆိုတော့ဒီဟာနဲ့ပတ်သက်လို့တင် जा ထားတဲ့ဟာလည်းမရှိဘူးအဓိကဟို master master ဟိုခန္ဓာကိုယ်လှုပ်လှုပ်ရှားရှားနေရေများများတပြည်သားလို့ရှိရင်ခုနပြောခဲ့တဲ့ topic တစ်ခုလုံး ਨੇ ဆိုင်နေတာပေါ့အဲဟိုဗာလဲအတီးအရွယ်များများစားပဲများများစားခန္ဓာကိုယ် resistant ကောင်းအောင်နေ အဲအဲ့ဒါဆိုလို့ရှိရင်ဒီယောဂတွေကဟိုကိုလုံနိုင်တဲ့ဟိုလုတ်ထက်ပူဘာမှမလုံနဲ့ပေါ့အဲကိုခန္ဓာကိုနိုင်တဲ့လုတ်ထက်ပူလုတ်လာလို့ရှိရင်ခန္ဓာကိုကကျွတ်သားတို့ဘာလို့နာကျင်တာတွေဖြစ်လာမှာလीဖြစ်လာမှာအဲ့တော့ဟိုကိုကိုတိုင်းနေကောင်းအောင်ကိုတိုင်းယူဆက်ဖြစ်လာလို့ရှိရင်နိစ္စရာကျွမ်းကျင်တဲ့ဟိုကျမရေဝန်နှန်းစီတော့အဲ့ဒါအကောင်းဆုံးပါပဲကဘာပေါ်မှာတယုတ် ကိုရီးယားဂျာမနီစားတဲ့နိုင်ငံတွေမှာအစိုးရကနေပြီးတော့ကျမရင်းနဲ့ပတ်သက်ပြီးတေချာကျမလှုပ်ဆောင်မှုတွေရှိနေတဲ့အတွက်ကျမရင်းထောက်ခံချက်ရရှိထားတဲ့ရိုးရာစေကူတမှုတွေဟာနာမည်ကျော်ကြားနေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံအနေနဲ့လည်းခုလိုတွေဖြစ်လာဖို့အစိုးရအကောင်းလဲလိုအပ်တယ်လို့ကျမရင်းကူတမှုကျွမ်းကျင်တဲ့ဆေးပညာရှင်တွေကနေပြီးတော့ရိုးရာစေကူတမှုတွေရဲ့ဘေးထွက်ဆိုးကျိုးနဲ့အတုံးဝင်ပုံတွေကိုတေချာသူတည်တနာပြုလုပ်နိုင်ပါက ဖျားနာတဲ့လူတွေအတွက်တကယ့်ကိုအသုံးဝင်တဲ့ကဘာကျော်တဲ့စေကုသနည်းတွေဖြစ်လာနိုင်မှာပဲဖြစ်ပါတယ်။